ကိုသုံးပြမဲ့ cluster ဝင်မယ် click တစ်ချက်နေလိုက်မယ်ပေါ့နော်ပြီး user name နဲ့ password နဲ့ဝင်မယ်ပြီးရင် connect ဆောင်နေမယ်အဲ့ဆိုတော့ကျွန်တော်တို့ cloud server ရောက်သွားပြီပါနော် cloud server ထဲမှာကျွန်တော်တို့ဘယ်ကန် UI panel ရမ်းမှာဖြစ်တဲ့ UI pet studio ဆိုတာလေးကိုဖွင့်မယ် ယူရန်ပက်ချက်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာဒီကိုပိတ်ကလစ်တစ်ချက်နေပြီးတော့ပိတ်မယ်ပြီးရင်ကျွန်တော်တို့က Viber ကို message ပို့တဲ့ process ကို run မှာဖြစ်တဲ့အတွက် Viber message ဆိုတဲ့ workflow လေးဖွင့်မယ်နာဆောင်လိုက်ပါပြီးရင် open main workflow ဆိုတာလေးဖွင့်မယ် ได้ปอล่ะဆိုလို့ရှိရင်ဒီ can how credit payment yes okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘောနော Fiverr မှာ Fiverr ကနေ message ပို့ရင်ရပြီပေါ့အဲ့တော့ကျွန်တော်က start ပြီးတော့ run လို့ရပြီ run messenger ကို run ဆိုတဲ့ clip ကိုနေပြီ ါဆိုရင်တော့ကျွန်တော်တို့ရဲ့ Viber ကနေ Viber ကနေ message တို့ပို့တဲ့ဒီ UI ပန်းရန်တာပြီးဆုံးသွားပါပြီကျေးဇူးတင်ပါတယ်